ားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့ဝိညာဉ်ဖြူဘယ်သူဆေးချက်ပါဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ဝိညာဉ်ဖြူဘယ်သူဆေးချက်ပါစိမ့်စိမ့်လန်လန်ညိုဖက်သောတည့်ရွက်များနဲ့တရက်အုံညို့တို့သည်အမြင်ကိုအေးချမ်းစေသည်မှလည်းအမှန်ပင်ဝယုံပင်တို့ဤထူးကဲတန်ဆွမ်းသော လုံးပတ်စိမ့်မောင်မောင်တို့ဤဝတ်စင်များ ဝစစ်ထိပ်ဖြားမှာဝါတို့နှွဲဟန်ရင်းဟန်တို့ကလည်းအနုစိတ်လှသည်မှာလည်းအမှန်ပင်ရန်ကုန်မြို့တနေရာတဌာနထိုသောအုပ်ကြားမှာညိုရင်ရင်တဏိမိုးနှင့်ဝကတ်ကာဖုန်ကြီးကျောင်းတို့မှာလည်းအရိတ်ခိုနားရာ ဖြစ်သည်မှာအမှန်ပင်ထို့ပြင် ထိုเจ้าများအနီးဇေဒီတစုမှဆဲလဲတန်တို့သည်လည်းတာယာတော်တေကိတာကိုဖန်တီးနေခဲ့သည် သို့တော်လည်းထိုစည်ဒီထဲမှငိုတန်တစ်ချက် ခက်တက်တဲ့ကြာရပြင်းတော့လူတွေအုံနေတာကို တွေ့ရပြန်တော့ဘာများဖြစ်လိမ့်မလဲဟု လုံးတင်က အထိတ်တလန့်စူးစမ်းချင်တယ်လို့ပြေးကြည့်မိသည်စေဒီယာဟုတောက်ပေတွင်မိမငယ်တယောက်ငိုတယ်လို့ရည်တယ်လို့တိမ်မူးရင်ရိုက်ဖြစ်နေက သူ့အနီးမှာအမေနှစ်သူသူအမျိုးသမီးကပွေဖက်လျက်ရက်ခတ်ပေးနေတာကိုတွေ့ရသည် ဝိုင်းအောင်ရက်ကျင်းနေကြတော့ဇာမြင့်ဆွဲရက်ကွာမှလူစုသည်များသည့်ထဲများလာသလိုပင်ခတ်စောစောဆူတောင်းပြစေတီတော့ပရဝံကအထွက်မြေလန်းအနည်းတွင်စိုက်ကတ်ထားသော ကိုပိုင်ကားနှစ်စီးနာဝိုင်းအောင်နေခဲ့သောကလေးတိုက်သည်ပင်လင်ဒီဖက်သို့အာယုံကူးပြောင်းလာကအပြေးအလွှားရောက်လာကြလေသည်လုံးတင်သည်ခေါင်းရွက်ဈေးတဲ့လေးများအကြာမှအတာတိုးဝင်လာကတစတစနှင့်မြင်တာသောနေရာအရောက်တွင် ်တရင်မေးမြန်းပြီးအချက်အလက်စုဆောင်းရသလောက်စုဆောင်းမိပြီဖြစ်သည်ဘာဖြစ်တာလဲဘာဖြစ်တာလဲနောက်မှရောက်လာသူတို့အားစိတ်ကျဉ်နှက်စီရန်လုံလောက်သော အဖြစ်များလုံးတင်ပေးနိုင်ပြီဖြစ်သည် သူကိုယ်သူကျဉ်နှက်အားရချင်လဲဖြစ်မိသည်ကောလေးကကောင်းမလေးပဲအဲ့ဒါသူ့အမေနဲ့စူတောင်းပြဖရားလေးရောက်ရောငိုလိုက်ရည်လိုက်ဖြစ်လို့အော်ဒါများ လုံးနေဘေးကကောင်းလေးတယောက်ကတော့ပကုန်းတစ်ချက်တွန်းကသူနင်းလာတော့စိုက်ကားရက်ထားတော့နေရာသို့ခတ်တုတ်တုတ်ပြန်သွားသည်။အော်ဒါများလုံးမနေနဲ့ချစ်အေးရခုဟာကစမ်းနေ။လုံးနေကချစ်အေးနောက်ကျောကိုဆက်ခနဲလှမ်းကြည့်ပြီးမျက်စောင်းတစ်ချက်ဝေလိုက်သည်။တူလက်ထဲမှာတင်လက်စမချစ်စုတဲသည့်တလုံးကိုကြစ်ကြစ်ပါအောင်လက်ထဲဆုပ်ကိုင်းပြီးရှေးသို့ခြေတလန်းတိုးကြည့်ပြန်သည် ပြန်သွားကြတော့ခေါင်းရွက်ဈေးတဲ့အချို့ဤနေရာကွက်လန့်များအားသွားသဖြင့်နည်းနည်းအသက်ရှူချောင်းသွားသည်။ကောင်မလေးကချောတော့ချောသားနော်။ချောတာတော့မချောပါဘူး။မင်းသမီးတွေလိုပြင်ထားလို့ပါ။လှပါတယ်တော့။လူတွေပြောတဲ့ဆိုတဲ့ကြားထဲလုံးတိန်ကလည်းသူ့ထင်မြင်ချက်ကိုမရမနေတစ်ချက်ပြစ်သွင်းလိုက်သည်ဖြူရာလေးပါပဲဒီလို16နှစ်20အရွယ်မျိုးကတော့ချစ်စရာကောင်းတာပေါ့ အနာကနေကမျက်မှောက်ဝိုင်းကြည့်တက်လို့ရက်ခတ်ပေးနေတဲ့အမျိုးသမီးကသူ့အမေလားဟုတ်မယ်ဟုတ်မယ်သမီးလေးသမီးလေးလို့ပြန်ရခတ်နေတာပဲမတွေ့ဘူးလားယောဂီဝတ်စုံနဲ့ပတိကိုင်ထားတဲ့အမျိုးသမီးကရောဒီဘက်ကအပြန်စားယောဂီကိုမေးတာမဟုတ်လားခတ်ဆော့ဆော့မဟုတ်ဘူးလေနဲ့နဲ့ဟဲ့လုံးတင်တယောက်ဟာလေ ပြောလဲပြောတတ်ပါအပြန်စားယောဂီရဲ့လို့ဟုတ်တယ်အတော်ရဲ့ ူယောဂီဝမ်းဆက်ဝတ်ထားတာကြည့်တကယ်မိတယ်ဖနတ်တောင်စင်ကာပူဖနတ်ခေါ်တယ်တဲ့အညိုရင်ရောင်လိုက်တယ်နော်ဘရာစီယာကလည်းအကောင်စားတော့လက်သေးအညိုရောင်ဆိုရင်အဲလို့တောက်တာမျိုးကနိုင်ငံသားဖြစ်ဟဲ့ကြားသွားပါမယ်မကြားပါဘူးအဝေးကြီးဥစ္စာအဲ့ဒီမိမကဟိုလှိတ်ခုံးကားဖြူဖြူနဲ့လာတာတဲ့ ခုမူးလဲနေတဲ့ကောင်မလေးကဒီဘက်က Toyota ကားအဝအစိမ်းကအဲ့ဒီမိမကြီးဒီလိုခဏခဏလာတော့တွေ့ဖူးပါတယ်။ Yahoo တောက်မှာထီးရွေပန်းတွေလာလာကတ်တာတဆယ်ချက်ဖို့အနည်းဆုံးရှိမယ်။သူတို့ကပတ်စံတိတ်သုံးနိုင်တာပတ်စံအိတ်တောင်200ကျော်ပေးဝယ်သုံးတာမျိုးလုံးနေကဝမ်းနဲ့စိတ်နဲ့ငိုင်းနေမိသည်ငါတည်းတီးရောက်လို့တနေကုန်သွားတာတလားတလားဝင်တဲ့ပတ်စံတော့ဒါလာမရှိဘူး။အိုး ကိုထွန်းရှင်ရတဲ့ဘစ်ကွတ်ဆက်ရောလောအားခလာစာထထောင်များတဲ့သူတို့ကချမ်းသာတဲ့လူတွေထင်ရဲ့အင်းလေဒါလောက်ချမ်းသာနေမှငိုရရည်ရနဲ့အဖြစ်ကအဲ့ဒီကောင်မလေးကဘာဖြစ်တာလဲသူကရှေးတုန်းကဘရင်တပားရဲ့သမီးတော်တဲ့ဒီဖျားမြင်တော့သူ့ဘဝအဟောင်းကို အောင်းမိပြီးငိုတာဒီဖျားကသူ့ခမဲတော်တီးခဲတာတဲ့ခုကတော့အစ်စ်ပြင်တီးတာကိုနန်းဟန်ပန်ဟန်စကားတွေလည်းပြောတယ် သူ့ခမဲတော်ကိုလည်းဖိုးမြင့်ချလိုက်တာတော့အဲ့ဒါဘောဟောင်းကအဆက်အနွယ်ပေါ့မသိပါဘူးသူ့အမေဟိုအမျိုးသမီးတွေကိုပြောပြလာတော့သူ့သမီးလေးကဘရင်သမီးတော်အထုံးပါလာတာမို့မတတ်နဲ့အရက်တွေဘာတွေတောလို့မရဘူးတဲ့အာတုဘအိမ်ဆိုရင်တစ်ကိုယ်လုံးရားရလာရောတဲ့တင်ချိုင်းဆိုဘယ်တော့မှမတော်ရဘူးတဲ့သူသေးမှတော်ရမှာပေါ့နော် လုံးတဲ့အနေမှာခုနှစ်နှစ်သားကလေးတယောက်ကဖြတ်ခနဲမေးလိုက်လေသည်ဟဲ့တေမတော့သွားမှာပေါ့လူကြီးတွေစကားပြောတဲ့အထင်နားမလဲပဲဝင်မပြောနဲ့လုံးတဲ့မှာသူ့စကားစာပြတ်သွားတဲ့ဖြစ်နှုတ်ခမ်းတလန်ပန်းတလန်နဲ့အနာကကောင်ကလေးကိုဟောက်လိုက်သည်ကောင်ကလေးကမျက်လုံးလေးပေကလက်ပေကလက်နဲ့နှက်တစ်ချက်ရှုပ်ကအပြစ်ရှိသူပမာအตาငိန်တက်နေသည်လုံးတင်သည်စိတ်ဝင်စားကထပ်တန်နေစေမုံသူနာမည်ကမေမာသည်တဲ့ မေမာသည်အင်းချစ်စရာလေးနော်သူ့အမေကမမကေတီဆိုလားသူ့ကိုခေါ်တန်ကြတာပဲအဲ့ဒီမေမာသည်ရဲ့ခမဲတော်ဟောင်းဘီင်ကလည်းခုဘယ်နိုင်ငံမှာဆိုလားပဲဘာဆိုလားမသိဘူးဖြစ်နေတာတဲ့အဲ့ဒီဘီင်ဆိုတဲ့လူကြီးအိမ်ကိုမိတ်ဆက်သွားပြီးအဲ့ဒီအကြောင်းပြောပြဖို့ဟာမပြောလိုက်ရလို့ကောင်မလေးမိကစိတ်မကောင်းဘူးတဲ့ပြောလို့ဘီင်ဆိုတဲ့လူကြီးကယုံမလားယုံမှာပါတဲ့ လုံးတင်သည် သူစကားပြော လောသွားတာကိုတတိယကခိတငိန်သွားပြီးမှကောင်မလေးကအဲ့ဒီလူကြီးအကြောင်းကိုအဝေးကနေလှန်လှန်သိနေတယ်တဲ့တော်နေကြဖေဖျားဖျားနေတယ်ဖေဖျားရာတူတုံးမဲဖေဖျားအိမ်မှာဘာပစ္စည်းပြောက်တယ်ဆိုတာကအစစုံစမ်းရင်မှန်လို့လို့တဲ့အဲ့ဒါသူ့အမေကပြောတာလားအနာကလူတယောက်ကမေးသည်အင်းမော်သူ့အမေကပြောတယ်ဆိုတော့ဖြစ်နိုင်ပါတယ် တစုံတယောက်ကပြောတော့ဆော့ဆော့ကမေကွန်းထုတ်သူကခက်အုပ်အုပ်ရီမောနေသည်အဲ့ဒီလူကြီးကိုမပြောလိုက်ရတာတော့နားတယ်နော်နိုင်ငံသားပစ္စည်းတွေပါရီမှလို့မရတော့ဘူးပေါ့အော်လုံးနေတယောက်ကလည်းယူတယ်ဆိုမှပဲပေါ်ပြနေပြန်ပြီနိုင်ငံသားပစ္စည်းနင်းလဲရမှာမှမဟုတ်ပဲနဲ့နေစားမှာအတော်ရဲ့ကျုပ်ကလည်းဒါတွေမမှတ်မောပါဘူးစကားအဖြစ်ပြောတာပါ ကောင်မလေးကလည်းခုဘဝမှာသူလဲကောင်းစားတာပဲသူ့ကိုမေမျိုးမှမွေးတာတဲ့မေမျိုးမှမွေးတာ ਨੇ ကောင်းစားရော်လားပစိုးစိမ့်နဲ့ချွေးတွေရွှဲနေလျက်ချင်းစောနန်းနေတော့ဆယ်တန်းចောင်းသားအရွယ်ကောင်လေးကပြောလိုက်သည်ဟဲ့ဖိုးညိုရဲ့ရှဲတော့ကမျက်နှာဖြူပိုကြီးတွေနေခဲ့တဲ့မျိုးမှမွေးတာကံကောင်းလို့လို့တဲ့သူ့အမေပြောတာဒါလေးကမေမျိုးမွေးလေတဲ့အင်္ဂလန်မွေးရင်ပိုကံကောင်းမှာပေါ့နော် ပြောင်းသီလာနောက်သီလာမသိတစုံတယောက်ကဝင်ထောက်စဲဖင်လန်မာတော့မဝေးချင်နဲ့ကြည့်ကောင်းမှမဟုတ်ဘူးအဘယ်လူရှုပ်လူနောက်ကဝင်ပြောတယ်မသိလားယာလုံးတင်ကတော့မျက်တောင်လေးပုတ်ခန့်လုံလျံစကားကောင်းပြောနေတာတော့မနောက်ကြနဲ့အော်စရာကောင်းလောက်အောင်ပင်လုံးတင်သည် စိတ်ပဝင်စားမှုပြင်းထန်လျက်ရှိသည်သူ့မှာနည်းနည်းမှညီငွေနိုင်ခြင်းမရှိ ကိုယ်အလို့သူ့အလို့နဲ့အသေးသေးပြန်သွားကြတော့လဲလုံးတိမ်မပြန်နိုင်သေး။ကလေးတွေပင်ကြာတော့ပြင်းလာဟန်ရှိသည်။ကလေးတတိုက်စီဒီပရုံမှထွက်ကာကားနာတွင်ရစ်ဝဲနေကြပြန်သည်။လုံးတင်သည်ကားနာမှာကလေးတအုပ်ဆူညံနေသည်ကိုကြည့်ရင်ကားရီကိုငေးကတို့ရက်ွက်နာမည်ကလည်းအပြန်စားပဲစားမြင်ဆွဲရက်ွက်ကားသာဆိုရင်ဘယ်လောက်အဖိုးတန်လိုက်မလဲနော် ငါ့ကိုဘာလို့များလူချမ်းသာပိုက်တဲ့မဝင်စားစေတာလဲအမေတို့အဖေတို့လင်းတဲ့ကိုထွန်းရွှေတို့လိုစင်ရတဲ့ဝမ်းပိုက်မှာတရေတီစင်ရတာလဲကြည်စံကောင်မလေးဟာ အရင်တော့ကဘရင်သမီးဒီဘဝမှာတထေးကြီးသမီးလားအရာရှိကြီးသမီးလားကောင်းတော့ကောင်းစားတာပဲအမေသူဟိုတော့ကအကြောင်းနန်းဟအတန်ပဲပြောတာနားထောင်ကောင်းရကောင်းနဲ့ဟင်းဟင်းရှေးကနန်းဟအတန်ပဲဟာငါသိလို့လား ဟုတ်သေးပါဘူးတကားမှလည်းမကြားဘူးပဲနဲ့လုံးတင်သည်သူ့ဘာသာသူရည်ချင်းတလို့ဖြစ်ပြီးရှက်သွားသည်ငါတွေးတာဘယ်သူမှမသိလို့တော်ပါသေးရဲ့ဘေဘီကိုအตาခိုးကြည့်ပြီးမှမေမာတီကို အာပတရဆိုင်ခြင်းနေမိသည်မေမာတီစကားဝဲပြောကရုပ်ရှင်ထဲမှာရုပ်ရှင်မင်းသမီးတွေရှမ်းတန်ဝဲတာနဲ့တူတလို့လုံးကရင်တန်ဝဲတာနဲ့တူတလို့လုံးကချင်တန်ဝဲတာနဲ့တူတလို့လုံးရှိသည် ဖေဖျားနဲ့မေမေနဲ့တနေ့ကြတွေးမှပါမမီရဲ့ခုဘဝမမီကိုဖတ်ထားသည် လုံးတင်သည်သူတို့သားမင်းနှစ်ယောက်ကိုငေးကြည့်ရင်တောင်စင်ရေမရတွေတွေးပြန်သည်ဟိုတုန်းကငါပါဖြစ်ခဲ့ပါလေလူလားနတ်လားဘလူးလားခွေးလားဝက်လားဒီနေ့အချိန်ခါမှာတော့ဝါမဖြစ်ချင်ဆုံးပဲဝါကစည်းပေါ်ပေါ်နဲ့အလုတ်ဖြစ်လို့ဝက်ကြီးပဲစားနေကြတာမင်းနဲ့ကြီးအသက်ခံရတော့မှာပဲ။ ဒီကြားတဲ့ဝတ်သားနေရခွေးသားအစာထိုးရောင်းသည်တလောကချက်စားတဲ့ဝတ်သားဆိုတာမသိကြပါဘူးအသားကနူးလဲနူးညံ့ချုံမြမြနဲ့ဒါစားပြေးပုံလုံးလို့ရေကြီးပဲချိုးချင်နေတာနှွေးခေါင်ခေါင်မွေးရည်ကလည်းရှားပါလာသည် ရေဆိုရွက်ခုမှတရားသည်ရေပုံပိုင်းတွင် ရေပုံးထားခဲ့တာကို့အလှည့်ရောက်ပြီလားမသိပုံတန်းကအရှည်ကြီးရဲ့ဈေးရောက်ရတာတစ်ဖက်နဲ့ရေခံရတဲ့အလောက်ကတစ်ဖက် မင်းမာတီအိမ်ဆိုရေပိုက်ကဖွေးခနဲ့စီးကြလာမှာပဲနော်။သူတို့အိမ်ကလည်းအပြန်စားလာမသိ။ကြွေရီချိုးကလည်းရှိမလားမသိ။နိုင်ငံသားရုပ်ရှင်ထဲကလိုမျက်နှာတုပ်ပေါ်ဝါကြီးပတ်လျက်ရေချိုးကန်သွားမြင်တင်သည်။ဒီလိုဖြူဖြူနွံ့နွံ့နဲ့မင်းကလေးမျိုးသည်ရုပ်ရှင်ထဲကလို ကြည်ကောင်းမြင်တင်သည်။လူဘဝတွင် လူဖြစ်လာရသော လူအဖြစ်ကဘာလို့များ ကွဲပြားခြားနားနေရသလဲ။လှတာရုပ်ဆိုးတာ ပိနာဝရာပညာတတမတတတွေကွဲပြားခြားနာပါစေတော့ပတ်စံရှိတာမရှိတာတော့မခြားနာပဲနေရင်ဘယ်တော့ကောင်းမလဲနော်မာမိသမီးလေးကိုတော့နောက်ဖះစေတွေစီခေါ်လာလို့မဖြစ်ဘူးအိမ်ကပဲစိတ်မှန်နေဖူးတော့နော်ဒါကြောင့်မမကေတီကိုဆရာကပြောတာညီမရဲ့ကလေးကဇေဒီဟောင်းနေစီသွားရင်လည်းမရဘူးတဲ့တယောက်တည်းလည်းမလွတ်နဲ့တဲ့တိုက်ကခေါ်มาကြောင် လုံးတင်ချက်သေးဖြန့်ကနေထားသွားသည်အရေးတဲ့လုံးတင်နောက်မှာကောင်းလေးနှစ်ယောက်အငင်းပွားနေကြသည်ဘယ်စကားဆဘယ်လိုဆ၍ဘယ်လိုညင်းကြသည်မသိဟဲ့မင်းနောက်ဘွားရှိတယ်ဆိုရင်အခိုင်အမာတတ်တည်ပြနိုင်လားဟာဒါမျိုးပဲပြနိုင်မှာလေရှိတယ်လို့ငါယုံတာပေါ့ငါလည်းယုံချင်ပါတယ်ရှိလဲရှိစေချင်ပါတယ်မင်းကမရှိဘူးထင်လို့လားမရှိဘူးကွာ ရှိပါတယ်ကွာမရှိပါဘူးဟေးရှိတယ်ဒါအမကချက်အတိတ်ချပေးနိုင်ရင်ငါခုချက်ချင်းငါ့ကိုငါတတ်တည်တယ်ကဲတတ်တည်တော့ရှိတယ်ကွာရှင့်ရင်တကယ်တတ်တည်တယ်တကယ်ချင်းငါဒီဘွားမှမနေချင်ဘူးကွာလုံးတင်ကနောက်ဖက်သူမျက်စောင်းတစ်ချက်လှည့်ထိုးကဒီကောင်လေးတွေဟာတောင်စင်ရင်မရရညင်နေတာပဲဘာမှလည်းနားမလဲပဲနဲ့ဟုစိတ်ကြီးဝင်လျက်တွေးမိပြန်သည် ဆော့ဆော့ကတကောလုံးချင်းစော်နံနေတဲ့ဆယ်တန်းចောင်းသားအရွယ်ဖိုးညိုဆိုတဲ့ကောင်းလေးနဲ့အပေါင်းအသင်းတွေကပဲဖြစ်ဖြစ်ထင်တယ်။ရေမချိုးတဲ့ချင်းစုပ်ကောင်းလေးတွေအေးလေရေကလည်းမရှိပဲကုန်။လုံးတင်ပင် တမနက်ခင်းလုံးရေမချိုးရသဖြင့်အနေရအထံရခန့်နေသည်ကိုအမှတ်ရမိသည်။ငါလဲနံစော်နေမှာပဲ။သူ့ကိုနံကိုသူမတိမတာရှူကြည့်ပြီးနှာခေါင်းရှုံလိုက်သည်။ ကောင်လေးတွေပြန်ခါနေတော့တစုံတရာကိုပြောင်ပြက်ရင်ရေရွတ်သွားကြသည်ဒီကဘာမှာကျွန်တော်အနံဆုံးနဲ့သူတို့ဘာသာသူတို့လည်းတည်တာပဲလုံးတင်သည်တယောက်တည်းကြိတ်ရီကကြံ့ရင်ခဲသည်လူတွေလည်းတဆတဆနေပါသွားပြီမေမာသည်နှစ်ပူးချွေးများကိုဒေါ်ကေတီကတုပ်ပေးလိုက်သည်လုံးတင်သည်သူတို့နှင့်အနီးကပ်ဆုံးနေရာသို့တရွေ့ရွေ့တိုးလာသည်သူတို့ကိုယ်ကလာလက်ကင်ပေါ်ကလာမသိမွေးလိုက်သည်ဖြစ်ချင်း ရေမွေးနှမှာတင်းတင်းလေးပြက်မွေးနေသည်မျက်နှာမှာပေါင်တာရနံ့ကလည်းချွေးနှက်နှင့်ရောနေတော်လဲမွေးမြဲအင်းဒီနေ့တော့မိမရဲ့ဖေပြားဘွားမနေ့ပြန်တော့မမကေတီရဲ့ကိုကြီးကျော်ဇလန်းကလည်းရှိသေးတယ်ဒေါ်ကေတီကဟန်ဆောင်ဆက်ရှုပ်တလို့အမွေရနှင့်ရည်ပြောလိုက်သည်ဘဲအိမ်မှာလဲဦးထေးမြင့်တို့အိမ်မှာလဲဘဲအိမ်လဲအိမ်ကြီးလားအိမ်သေးလား ဟဲဟဲလောက်ရမယ်ညီမကလည်းအင်ကြီးပေါ့သူ့မယက်ကြီးရဲ့သားကတလောကထိပေါက်တယ်လေမင်းကလေးကအိမ်မက်ပေးတာတဲ့အဲ့ဒီအိမ်မက်ထဲကကနတ်အတိုင်းထိုးတာဘယ်လောက်ပေါက်တုံး9000အော်ယတနာရှိရာယတနာစုပဲသူတို့ပြောသောစကားကို လုံးတင်အကုန်နာမလဲဗမာစကားအစ်မဟုတ်ရလားထိုအခိုက်မေးမာတီတို့လည်းပြန်သွားကြပြီ မေမာတီနှင့်ဒေါ်ကေတီတို့ဇလန်းလဲဤတွင်နေတန်းတန်လိပြီလုံးတင်ဤဇက်ကတော့ဤနှင့်အဖို့အဆုံမတန်းအိမ်အပြန်လုံးတင်ဤရေပုံးပြောက်တာကိုသိရသည် မောင်လေးအဆောင်ထားခဲ့လျက်ဘယ်သူအလစ်တုပ်သွားသည်မသိအဖေနှင့်အမေတို့စူကြသည်မှာဝဝကွင်းရေနံစီပုံးတပုံးအစိတ်340တန်သည်ကိုလဲလုံးတင်မစင်စားခြင်းကြောက်ပြောင်းဝဲပေးပါမယ်တော့မရေရေပြောလဲမယားဘာထုလဲ ပစအလကားရသလားတဲ့မချစ်စုတရက်သီးစိတ်ရောင်းတာလဲခနေ့အဖို့နှစ်ချက်သမတ်ပဲရသေးတယ်ပစံကအလကားရတာပဲရှိမလားတော့ကြောက်တိတာပေါ့လုံးတင်သည်စွန်လုံးမကဆူလာတော့နှုတ်လန့်ထိုးသည်ဘရင်သမီးဖြစ်တာနဲ့နင်းနဲ့ပါဆိုင်လို့လဲဆိုင်တော့မဆိုင်ဘူးပေါ့ဘ ਹੁ တုတလေးပါလေရလို့ရညာသွားကြည့်တာပေါ့ဘာဘ ਹੁ တုတလဲဒါမျိုးဘ ਹੁ တုတကနင့်ကိုတပင်ကျွေးထားလား အမေကမြည်တမ်းရှိခြင်းနဲ့မြည်ပြန်သည်။နင်လားနင်ထုံးရှင်လိုလင်ဖို့ငားလိုဆိုရင်ကွာဖြစ်တယ်။အိုးကွာပေါ့လင်မဲ့ပေါ်လုံးတော့အမေစကားကိုမခံချစ်တဖြစ် ပြောမိပြောရာတွေပြန်ပြောသည်။ဟဲ့မီလုံးဒါပါစကားလေ။အမေကထားဟောက်သည်။ဘရင်သားအဖဆက်သွားကြည့်မိတာနဲ့တကယ်ရာဇဝတ်မှုကျွလွန်တာကြာနေတာပဲ။ မကြားတစားပြန်ပြောပြီးမှ အဖေမကြားပါစေနဲ့ဟုကပြကရာဆုတောင်းလိုက်ရသည်အမေကတော့ကက်ကက်တက်တက်ကြားလိုက်ပြီတနေ့လုံးမှတနေ့စားရတာကိုခုအလုပ်ပြတ်တော့နင့်ကိုပဲသူကကျွေးပါလေကြည်စံဈေးရောက်တာစံတပြေဖိုးတော်မရဘူးငါဟောဒီပတ်စံဘူးမြင်ရင်အသိရတယ်စိတ်တူတယ်ကိုထွန်းရှင်ပြန်လာတော့အခြေအနေကပိုဆိုသည်စကားနဲ့တလောက်စိတ်တူက အလောကမောမောပန်းပန်းပြန်လာတော့ကိုထွန်းရှင် လုံးတင်တင်မကိုခြေတောင်းနဲ့နှစ်ချက်ကန်သည် ရေနံစီပုံးကကိုထွန်းရှင်ဝယ်ပေးထားတာဖြစ်သည်ရှီစုမဲဆူစင်ရဲသားတို့ဤအိနာဦးပစ္စည်းလည်းဖြစ်သည်မှတ်ထားနင်းလင်ကိုကြီးကျော်ရှေ့ရနောက်လိုက်ကြည့်တာမှစက်သားကျော်စားရအောင်မယ်ခုဟာကအရင်မရခါတိုင်းညာညာတတကန်နေကြ ဒီတခါခါယိုးမြတ်သွားအောင်အကန့်ခံရသဖြင့်လုံးတင်သည် ရှူရှူရှာရှာဖြစ်ကား။အိုးလိုက်မယ်လိုက်မယ်ဘာဖြစ်သေးလဲ။ဘရင်ဇက်ဖြစ်ဖြစ်ဘရင်သမီးတော်ဇက်ဖြစ်ဖြစ်ကျုပ်ပါသာကျုပ်သွားကြည့်တာတော်ကဘာမနာလိုတာလဲ။လာသည်မဇက်တွေအကုန်ကြည့်ပြမယ်။ဒီဖျားမကိုကျုပ်သွားနေပြီးကြည့်ကိုကြည့်ပြမယ်မှတ်ပလား။လုံးတင်ကငိုရှိုက်တန်နဲ့အတူအော်ကျင်းဟစ်ကျဲခုနှစ်တန်တင်ကပြောလိုက်လေသည် ကိုထွန်းရှင်ကသူ့မိမ၏ခလေးဆန်သောမျက်နှာကိုစိမ့်စိမ့်ဝဝကြည့်ကမတိမတာလျှော့ကြလာသောမျက်နှာထားကိုပြန်တင်လျက်တောက်တစ်ချက်ခေါက်သည်တောက်တတော်အသိညာမဲ့တဲ့မိမအဲ့ဒါအဖြစ်လာတော့မတိတာပါဖြစ်လဲကျုံနေကြတဲ့ဘဝကျုပ်တိပါတယ်တော့ကျုပ်ကစင်ရဲတယ်ညာလဲမွဲတယ်ကျုပ်ဘာမှမသိပါဘူးရှင်မချင်းရင်လည်းမချင်းနဲ့ပေါ့ကျုပ်မသိတာကျုပ်ဘယ်တတ်နိုင်မလဲ ရင်ထဲမှလာသောအတန်နှင့်စကားပြောရင်းငိုနေသည်ကလေးငယ်ကဲ့သို့သော မျက်နှာတွင်ရိုးသားဖြူစင်ခြင်းအရိပ်တည်ထင်ဟန်နေသည်ဆင်းလဲဆင်းရဲသည် အသိပညာလည်းမဲ့သည်ဟုဝန်ခံကာငိုနေသောမယားအလှကို ကိုထွန်းရှင်ကတွေ့တွေ့ကြီးစိုက်ကြည့်လိုက်သည်လုံးနေအမောင်ငယ်သူ့ရောက်ဖအထွေဆုံး၏ယူဘဗေဒစာအုံမှစာရွက်လွတ်ပေါ်တွင် ကိုထွန်းရှင်သည် စိတ်မငြိမ်မသက်နှင့်တောင့်ချင်မြောက်ချင်ရနေသည် လုံးတယ်လေနင်စင်းရဲတာနဲ့အတိညာမဲတာနဲ့ဘယ်သူကမချစ်ဘူးလို့ပြောလို့လဲခက်ရပါလားနော်ရောက်ခမရရှိမရအလှကိုကိုတိလက်ရောက်ချော့ရမှာရှက်သဖြင့်လုံးတင်အနေမရောမလဲကတ်သွားရင်ခလေးလက်ဟုတ်ပဲနဲ့ငုံမနေစားပါနဲ့တိတ်ဟိုခက်ဆက်ဆက်လေးပြောကဆော့ဆော့ကမှရောက်ဖလေးလေးကျင်ကန်းစားအောင်မှာဆုပ်ယူတော့စက်ကူလပ်ပေါ်ဤတို့ရေခဲလေသည် အာအောဖွင့်ရတော့မဟုတ် လုံးတင်ယုတ်ချီအငိုတိတ်သွားလေသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့ဝိညာဉ်ဖြူဘယ်သူဆေးချဲ့ပါဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်